ခွေပါကျွန်ချက်စီတင်ကိုအားပေးနေကြတဲ့ဘရာသားညီကိုပြိတ္တတွေအားလုံးပဲမင်္ဂလာပေါင်းတဲ့ခါကြောင်းပါစေဆိုတော့ကျွန်တော်ဂျာထဲမှာမတွေ့တာနှစ်ရက်လောက်တော့ဖြစ်သွားတယ်ပေါ့နော်ဆိုတော့တည်င်းနေလည်းနည်းနည်းပါတာရေအဲကျွန်တော်တခြားအဲထူးထူးခြားခြားလည်းတိတ်မတွေ့ရတာရေပေါ့နော်ဒါကြောင့်မို့ကျွန်တော်လည်းအဲခဏနားထားတာဖြစ်တယ်ဒါပေမဲ့ဒီကနေ့ညမှာတော့ဒါကျွန်တော်ရဲ့ပွဲစဉ်ပေါ့နော်ဒါချက်စီတင်နဲ့လက်စတာစီးတီးတင်တို့ရဲ့ပွဲစဉ်ရှိနေတယ်ည၈နာရီခွဲမှာကံမှာဖြစ်ပြီးတော့ဒီကနေ့ပွဲစဉ်ကဒါကျွန်တော်တို့ပြိတ္တတွေအတွက် အောင်ပွဲခံရဖို့များတယ်လို့သုံးသပ်လို့ရတဲ့ပွဲစဉ်တစ်ပွဲဖြစ်တယ်ပေါ့နော်ဆိုတော့ဒါနဲ့ပတ်သက်ပြီးကျွန်တော်နေဒီလိုမှာကျွန်တော်ရဲ့အမြင်လေးတွေကို preview လေးလုပ်ပေးမှာဖြစ်ပါတယ်အားလုံးဒီတိုင်းပဲကျွန်တော် Chelsea တင်းကပဲစပြောမယ်ဆိုလို့ရှိရင် Chelsea တင်းကဒါကျွန်တော်တို့ဟို Brighton ကိုနှစ်ကြော်ဆက် show နောက် show ပွဲတွေဆက်ခဲ့ပြီးတဲ့နောက်မှာအခုနောက်ဆုံးနှစ်ပွဲကိုဒါအနိုင်ရလက်တွေနဲ့ပြန်လာထားနိုင်အောင်ကျွန်တော်တွေတွေ့ရတယ် Southampton ကိုအနိုင်ရသလိုကြားထဲမှာ Can နဲ့ Conference League မှာဆိုလို့ရှိရင်လည်း Chelsea တင်းကအနိုင်ရရှိသလိုဒါ clean sheet ကိုလည်းရယူနိုင်ခဲ့တာတွေ့ရတယ်ပေါ့နော်ဆိုတော့အခုဆိုလို့ချင်းရင်ဒါ Chelsea အသင်းအနေနဲ့တချို့သောကစားသမားတွေကလည်းဒဏ်ရာ saturation ကနေပြီးတော့ပြန်လည်ပေါဝင်လာတယ်ဆိုတော့အနေထားမျိုးတွေလည်းဖြစ်လာပြီးပြီးတော့အသင်းရဲ့အတိအကကစားသမားတွေတော်တော်များများကလည်းပြန်ပြီးတော့ available ဖြစ်လာတယ်နောက်ပြီးတော့ဒီကစားတဲ့ပုံစံတွေမှာဆိုလို့ရှိရင်လည်း နည်းနည်းတော့ဟိုကျွန်တော်တို့အထလေးတဲ့အပိုင်းတွေနည်းနည်းပြင်းပြင်းထွက်ပွဲရာအနေထားမျိုးလေးတွေကိုတွေ့နေရသေးတယ်ဆိုပေမဲ့လည်းဒါတို့ဒီရှုံးပွဲတွေဆက်ပြီးတဲ့နောက်ပေါ့နော်အမြင့်ဆုံးရောက်ပြီးမှဒီ new year ကနေစပြီးတော့ထောက်လျှောက်ဆိုလို့ပြန်ကြလာတဲ့အကြကိုဘယ်လောက်ထိပြန်ဆွဲတင်နိုင်မလဲပေါ့။ဘာလို့လဲဆိုလက်ရှိအနေထားရစူးစမ်းမယ်ဆိုလို့ရှိရင်တေချာပေါ့ Chelsea တင်းက top 4ဝင်နိုင်နေဆိုတော့အနေထားမျိုးမှာတော့ရပ်တည်နေတာဖြစ်တယ်။ ပွဲကလည်းဒါရှိကိုရှိကိုရောက်နေအသင်းတွေအတွက်တပွဲရော့ကစားထားတဲ့အနေအထားမျိုးတွေရှိပြီးတော့အမှတ်ကလည်းအများဆုံးကွာရင်ရှေ့အသင်းနဲ့ဆိုလို့ရှိရင်ဒါ၃မှတ်တော့မကွာဘူးပေါ့နော်ဒါနောက်ပြီးတော့ဟိုတကယ်တကယ်အကောင်ဆုံးဟိုဆက်ပြီးတော့စူးစမ်းသွားမယ်ဆိုလို့ရှိရင်ကအများကြီးပြစ်နိုင်ကြီးရှိတယ်ပေါ့နော်1 2မဟုတ်ရင်တော့3လောက်ကတော့ Chelsea တင်းနေနဲ့ကောင်းကောင်းဝင်နိုင်နေတဲ့အနေအထားမျိုးဖြစ်တယ်ပြီးတော့လက်ရှိအသင်းမှာရှိနေတဲ့စုဖွဲ့မှုအရဆိုလို့ရှိရင်လည်းဘာပြောပြောပေါ့နော်ဟို Premier League ကဟို ကျွန်တော်တို့ချန်ပီယံလိမဝင်တာကြာပြီပေါ့နော်ဆိုတော့ပရီးမီယံလိပွဲစဉ်တွေကိုတေချာပေါ့ချက်စီတင်းနေတယ်အိုင်ယွန်ဆိုက်တင်းတယ်လို့ကျွန်တော်ထင်တယ်ကွန်ဖရင့်လိကတော့ထားပေါ့ဗျာဟိုနှစ်ခုလုံးကတော့မာစကာပြောလို့အရေးကြီးရဆိုပေမဲ့အဓိကကတော့ချက်စီပရိသတ်တွေအတွက်အဖြစ်အခြေဆုံးအာသီသာကြီးနောက်နေ့မှာကိုအသင်းချန်ပီယံလိဝင်တာချန်ပီယံလိကန်နေတာကိုမြင်ရဖို့ဖြစ်တယ်လို့ကျွန်တော်တို့ယုံကြည်တယ်ဆိုတော့ reserve fund အရာရောလက်ရှိကစားသမား saturation အရာရောဟိုကစားသမား available ဖြစ်မှုအရာပေါ့ဆိုလို့ရှိရင်တော့ Chelsea တင်က Leicester ထက် အဖက်ဘက်ကတားတယ်ဆိုတော့လက်စတာကတော့ဒီနေ့မှာကျွန်တော်စိတ်မကောင်းစရာအနေထားမျိုးပေါ့နော်ဒါလက်စတာဘက်ကြည့်မယ်ဆိုလို့ရှိရင်တော့နောက်ဆုံး၅ပွဲစတိုက်ကိုတပွဲမှလက်စတာသည်အနိုင်ရရှိထားခြင်းမရှိဘူးဆိုတော့အောက်ဆုံးသင်းတွေထဲမှာဆိုလို့ရှိရင်ဒါတော်တော်လေးကိုအခြေအနေဆိုးရွားနေတဲ့အသင်းလို့ကျွန်တော်ပြောလို့ရတယ်နော်ဆိုတော့ Ryan Letter မှာဒီအသင်းအနေနဲ့ဟိုတော်တော်လေးဟိုဖောင်ပြောက်သွားတယ်ဆိုတဲ့အနေထားမျိုးပေါ့နော်ဒါလက်စတာဆိုတဲ့အနေထားကနေပြီးတော့အချိန်ကဆိုလို့ရှိရင်တော့ဒါဘာပဲပြောပြောလက်စတာဆိုလို့ရှိရင်ပေါ့လို့မရဘူးပေါ့ဗျာ ပေါ့လို့မြောက်ဆိုတော့သူဒီအရင် strong ဖြစ်တဲ့အသင်းမျိုးလည်းမဟုတ်ဘူးအရင် weak ဖြစ်တဲ့အသင်းမျိုးလည်းမဟုတ်ဘူးဒါပေမဲ့သူ့ဟာနဲ့သူပြိုင်ပတ်အသင်းတွေကိုကောင်းကောင်းဒုက္ခပေးနိုင်နေဆိုရင်အထမ်းမျိုးဖြစ်တယ်သူ့မှာရှိနေတဲ့ကစားသမားတစ်ယောက်စားနှစ်ယောက်စားသုံးယောက်စားလောက်ကအဲ့ပွဲစဉ်တစ်ပွဲမှာခြေစမ်းပြလိုက်တာနဲ့ကိုတစ်ဖက်ကအသင်းတွေနဲ့ပြနေအောင် လောက်ရတဲ့အပိုင်းတွေရှိတယ်ပေါ့နော်ဒါပေမဲ့အခုတော့လက်စတာဒီလူအင်အားရကြီးမှန်ဆိုလို့ရှိရင်လည်းကစားသမားသူတို့ရဲ့အထိုင်ကျကစားသမားတော်တော်များများကထွက်သွားတာတွေလည်းရှိတယ် available မဖြစ်တာတွေလည်းရှိတယ်လက်ရှိမှာဟိုတိုက်စစ်ကြတော့လေဂျီမီဘာရီတို့ဘာတို့ကတော်လေးအသက်ကြီးသွားပြီဆိုရင်ဒါမျိုးဖြစ်တယ်လို့ဒါအစ်စ်ရောက်လာတဲ့ကစားသမားတွေနဲ့ချားမှလည်းခုချိန်ထိ link ကတွေကကောင်းကောင်းမဖြစ်သေးတော့ကျွန်တော်တွေ့ရတယ်ကိုယ့်နယ်ပိုင်းမှာလည်း NDD တို့ဘာတို့ရှိသေးတယ်ဆိုပေမဲ့အားနေသွားတဲ့အပိုင်းတွေကအများကြီးပဲခါစစ်ဆိုလို့ဒါမျက်နှာတိကစားသမားတွေနဲ့ဆိုလက်စတာဒီ မလွယ်တော့ဘူးပေါ့နော်မလွယ်တော့ဘူးဆိုတော့လက်ကျန်ဘွဲစင်တွေမှာတော်တော်လေးရုံးရင်အောင်မှသူသည်ဒါတန်းစင်းသုံးကနေလွတ်မြောက်ဖို့ဆိုတော့ကတော်လေးသူ့အတွက် challenge တစ်ခုဖြစ်နေတယ်ဆိုရင်ဒါမှာချက်စီးတင်းလိုမျိုးပြန်ပြီးစိတ်တက်ခွန်အားရပြန်လည်တိစောက်နေတယ်လို့ဒါအနိုင်တွေရလက်တွေကိုပြန်လည်ပြီးစာလောင်နေတဲ့အသင်းနဲ့ထိတ်တိုက်တွေ့ရဆိုတဲ့နေရာမှာတော့ဒါလက်စတာနေနဲ့ဒီခောက်လေခြေနေမကောင်းနိုင်လို့ယူဆပြီးတော့ချက်စီးတင်းနေနဲ့ဒါဒီည၈နာရီခွဲမှာကံမဲ့ဘွဲစင်မှာထပ်ပြီးတော့နိုင်ရရှိအောင်ဆွတ်ဆောင်သွားနိုင်လိမ့်မယ်အောင်ပွဲခံနိုင်လိမ့်မယ်လို့ယုံကြည်ပါကြောင်းဒီဇိုင်းနဲ့ပဲကျွန်တော်ရဲ့ အဲဒီပွဲစဉ်အတွက် preview အမြင်လေးတော့ဒီလောက်ပါပဲ။ဆုံးဖြတ်ကြည့်ရှုအားပေးကြတဲ့ brother ညီကိုလည်းအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။အားလုံးပဲ see you next video ပါနော်။